အလုံးမဲမင်္ဂလာပါတခုဖတ်ပြပေးမှာကတော့ဇာယေဇာဟင်းအောင်ကျော်ရေးတဲ့မောင်ဝိုင်းနဲ့ရှေအောင်ပစ္စည်းများဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်အလုံးမဲနာတော်တာအစင်ပေးကြပါဦးခင်ဗျာတနေ့တနေ့ခပ်ပေးပေးတဲ့တဲ့နဲ့လူချင်းလူမိုက်ရုပ်ပေါင်းနေသောသူနှစ်ယောက်ဒီမောင်ဝိုင်းထံသို့မမျော်လင့်ပဲရောက်လာကြသည်မောင်ဝိုင်းကြီးခိုးလုံးနှုတ်အားအချိန်တော်အတွင်းမှာပင် လေလာကကမိနေပရမလူတုံးမာမူအယက်ပုပုခဝဝဘိုက်ဆွဲဆွဲရှိသည့်အပြင်အသာမဲမဲကျုပ်ကျုပ်ဖြစ်သည်ခေါလုံမာဝဆာကိုလည်းတည်တည်တတ်တတ်ဦးလေးရှိဖို့မရပေအိမ်ကြီးသူပွားပွားလက်ရှိကိုရင်ပတ်၌ခြေစင်းမတက်ပဲအမြဲဝထားသည်ထို့ပြင်ပစိုးငုံကရှိရှိဆက်လျက်ဘောဓိပတိဝတ္တဖြင့် မြဲတမ်းနေထိုင်လေ့ရှိသောဇယိုက်ကို ဖော်ပြနေခြင်းရှိလူတရားလူမှားအယက်ထောင်းထောင်းမောင်းမောင်းအသားဖြူဖြူရှိတော်လဲဥပေါင်းထိတ်မှသဘင်များတမွေးမြမကြံအောင်ရောင်တလင်းခါလေးရှိလေသည်ဘိုလ်လူဤခူးခြားချက်တစ်ခုမှာအပေါ်အင်ကြီးရှိပါလျက်နဲ့ဝလေဝဒမရှိသလိုပခုံးပေါ်တွင်ကတိကရီတင်ထသည် ထို့ပြင်ကိုနှစ်စစ်လေးကိုလည်းအင်မတန်ကြိုက်မိ လက္ခဏာရှိပြန်၏ကွန်တရွေကိုတွေ့ရင်စိတ်လေးတပွားပွားနေမှုကြောင့်ထင်သည်ထိုလူ၏အင်ဂျီတွင်၎င်းပစိုးတွင်၎င်းမိဘဝရာများနှင့်ကွန်တရွေကွန်များကကြည်မကောင်းလောက်အောင်ပင်တင်သာရှိနေလေသည်ထိုနှုတ်တို့သည်သူတို့ကိုသူတို့မစ္စေပေးကြ၏ပထမလူ၏နာမည်မှာဟိုးထောင်ဖြစ်ပြီးဒုတိယလူ၏အမည်မှာမူကိုညိုခင်ဖြစ်လေသည် ကိုညိုကွန်အမီဒီမိမှန်ဖြစ်ပါတော့လေအပေါင်းဘော်တစုကမူမူလမိမှန်ကိုခေါ်ဝေါ်လေးမရှိကြပဲပြောင်းကြည့်ဟုအခေါ်များသဖြင့်ထိုအမီမှာအမင်းရင်းကဲ့သို့ရနေတော့သည်ဘိုးပြောင်းကြည့်မှာကွန်ကြီးများမြစ်ထေးနေသောတောများကို ခေါ်၍ရဲရင်မှ ကျွန်တော်မိဘများကကျွန်တော်ကိုမောင်ညိုခင်လို့မှဲ့ခဲ့တာတော့မှန်ပါပဲဗျာဒါပေမဲ့ ကျွန်တော်ထိတ်ကြီးကပြောင်းနေတာကြောင့်အမြကပြောင်းကြီးပြောင်းကြီးလို့နောက်ခေါ်ရင်လည်းအဲ့ဒီနာမည်ဝင်သွားတာဗျာ။အိုအိုင်းလဲခေါ်ရတယ်လို့ခေါ်ပါကျွန်တော်စိတ်ဆိုးရပါဘူးဟုဆိုသည်။ကိုပြောင်းကြီးကဒီလိုအသေးစိတ်ရှင်းပြရင်ခင်မင်းရင်းနှီးမှုကိုရယူရန်စူးစမ်းနေတော့လဲမဝိုင်းရဖို့လူစကားများဘူးလုံးဝစိတ်ဝင်စားအာယုံမထားမဝိုင်းစိတ်ဝင်စားဒီမှာ ဒေလူနှစ်ယောက်မိမိထံသို့ဘလိုအကြောင်းကြောင့်ရောက်လာရသနည်းမိသူကတွင်ကြလိုက်ကနည်းဘယ်ကဲ့သို့သောအလိုမျိုးလုပ်ကြရန်အဖော်လာဟိကနည်းဒီအတွင်းများကသာမဝိုင်းဥကောင်းတဲ့၌ကြံ့ကြံ့လေထို့ကြောင့်ခက်ပြက်ပြက်ခက်ဆက်ဆက်ပင်မေးသည်ဒါရီပြောနေလို့ကတော့အလုံးမဖြစ်တဲ့စကားတွေပဲဗျလှုပ်ဖြစ်မဲ့စကားသာပြောပြမဝိုင်းကစကားကို တူတူတောင်းတောင်းပြောလိုက်သောအခါ၌ဘိုးထောင်ကလည်းစစ်တောင်ပြန်မွေးခဲ့သူသောသူ့သပင်ကြားတဲ့လင်ငါးချောင်းစလုံးထိုးသွင်း၍တစ်ဖြက်ဖြက်ကုန်နေရမှ လာရင်းအကြောင်းကိုတူတူတုတ်တုတ်ပြောပြလိုက်သည်သူစကားကြလျင်မောင်ဝိုင်းမျိုးလုံးပြုတော်သည်ဖိုးထောင်နှင့်ပြောင်းကြီးတို့သည်မိမိဒီအလိုမျိုးလုပ်စီကိုဘယ်လိုတရင်ရခဲ့ပါသလဲဘသူစီကလည်းဘသူကများ လက်ထောက်ချလိုက်ပါလေရင်ထဲမှာအာဩတွေးတွေပြစ်တက်လာသည်နေဆက်မှာ哦ကျွန်တော်ဒါမျိုးလုပ်တယ်လို့ဘသူကပြောလိုက်တာလေဟဲ့ဟဲ့ဟဲ့ဘသူရှိအောင်မလဲဗျာကိုထွန်းရဇနီးမဆိုင်ခက်လေမဆိုင်ခက်ကကျုပ်တို့နဲ့ဆိုတရင်နေတာကျုပ်တို့ကမဆိုင်ခက်ရဲ့ယောက်ျားနဲ့လှုပ်လှုပ်ဟုတ်ပြောတော့မဆိုင်ခက်ကသူ့ယောက်ျားနဲ့လှုပ်လှုပ်လို့မဖြစ်ဘူးတဲ့ တို့ယောက်ျားအရစ်ကြောင့်အရာတဲ့လဲနေတာကြာပြီတဲ့ရှင်တို့လောလောဆယ်လှလို့ရှင်သဘဆိုရင်တော့မဝိုင်းတော့ချည်ရဲ့မဝိုင်းလဲဒီကိစ္စမှာ အတော်ကြံ့ကျင်နေသူနဲ့အတိုင်းမြင်ပြီးလောက်ကြဖို့ဆိုပြီး ခမားစီလွတ်လိုက်လို့ပြောက်လာတာပါဟုပူပြောင်ကြီးကဝင်း၍ရှင်းပြလိုက်သဖြင့်မောင်ဝိုင်းသဘောပေါက်တော့ကဦးကောင်တညိမ့်ညိမ့်ဖြစ်သွားသည်ကိုထွန်းရဆိုဒီမှာလဲ အခြားသူတော့မဟုတ်သူကိုယ်တိုင်မင်းဆရာတင်ခဲ့ရသည်ဆရာဓမ္မမြင့်လက်ကြီးရတွေရယူခဲ့ရသည် အတွေ့အကြုံဘုဒ္ဓတာတွေရရှိခဲ့သည်ယခုတော့မူကိုထုံးရလွတ်မလွတ်နိုင်သည်မှာကြာပြီအရာတွေလဲနေသည်ယဒံခန်းစားနေရသည်ကိုထုံးရအလုံးမလုံးနိုင်ရင်လည်းမြမောင်ဝိုင်းမှလည်းချိခတ်ရပြီဝင်ဝင်မရှိသဖြင့် အိမ်မှာလည်းမပြေလဲအိမ်၌ရှိသမျှပစ္စည်းများကိုခုခွဲရောင်းချနေရသည့်အဖြစ် ရပောက်ရလန်းကလေးကိုစောင့်မျှော်နေရသည့်အချိန်ဤဤကဲ့သို့ရေကရေငတ်နေတော့ရေရင်းနဲ့မကြသွားသလို ရှိသဖြင့်မောင်ဝိုင်းထခုံမိမတက်ဝန်တာသွားမိသည်သို့သော မောင်ဝိုင်းစိတ်ကိုထိန်ထိုင်ဟောက်တော့ဟုတ်ပါပြီခမရတို့ဥစ္စာပြေခေါ်ဒေဇာရလာဒေဇာရမ မြေကြီးလက်ခတ်မလွဲပဲခိုးထောင်ကရဲရဲအာမခံသလိုကိုပြောင်ကြီးကလည်းကြောက်တော့တင်းသေးချာချာစုံစမ်းထားပြတတ်ပါအဲ့ဒီတော့ကလှုပ်လှုပ်ခဲမှုတဲ့ဥအောင်မောင်ကခန့်ငယ်ငယ်ပဲခြေသေးတဲ့အသက်ဆက်ကို20ဝန်းကျင်မဲ့နေမှာခုအသက်60ကျော်ပြီလူကိုယ်တိုင်ရင်းစင်းနဲ့တဲ့အမြင်ခဲ့တာတဲ့လေပစ္စည်းတွေကမနေဘူးဆိုပဲမောင်ဝိုင်းကခေါင်းတညင်ညင်နဲ့ နားထောင်နေသည် ထို့ပြင်သူတို့နှစ်ယောက်၏မျက်နှာနေသူတို့နှစ်ယောက်၏မျက်နှာနေမျက်နှာထားတွေကိုလည်းကဲခတ်ကြည့်သည်မြတ်တာမှုရှိမရှိတော့တော်မှုရှိမရှိစသည်ဟင်းစိဘောင်းနိုင်မနိုင်တို့ကိုပါခဲစွင်းဝေပညာသည်သည်လူဆိုစီမှာလောဘသားများဖြစ်၏ဂျစ်စီမရသေးခင်ကတမျိုးကြတော့တမျိုးဖြစ်တတ်သည်ဂျုံဖို့မလွယ်ခုကြောင့် ရင်မောက်ကြရင်ဘဝိုင်းကဝိတ္တဆန်းသလိုနဲ့ပစ္စည်းကသူများပြောနေရုံရတာကိုမြားခြင်းလဲမြားမယ်နဲခြင်းလဲနဲမယ်ပေါ့ဗျာနှစ်တွေဒီလောက်ကြာမှတော့ကံဒီကမရောက်လို့မရဘူးအဲတခုရှိတာကလောလောတဲ့နေရာမှာသစ္စာရှိဖို့နဲ့နှုတ်လုံးဖို့ကအရေးကြီးတယ်ဒီအတွက်တော့အစိတ်ချပါကျုပ်တို့အကြောင်းကိုသိခြင်းမဆိုင်ခက်ကိုမေ့ကြည့်နိုင်ပါတယ် ခိုးထောင်၏တည်တည်ထူးထူးစကားအဆုံးပင် မောင်ဝိုင်းကလက်ကလေးရဲ့နေုံးပြကျွန်တော်စကားမဆုံးသေးဘူးကျွန်တော်ကလူတစ်မျိုးပြသူတစ်ပါးရဲ့အကြောင်းကိုစုံစမ်းခဲ့တယ်ထားပါတော့ဗျာကျွန်တော်ပြောချင်တာကဒီအလောက်ကတခြားအလောက်လိုမဟုတ်ဘူးကိုပြောင်ကြီးမင်းနာဘော်တွင်နေဆက်ဆက်ရှိတော့သည်ပြီးမှနေဘာမတူတာလဲကိုပိုင်းဂီလိုရှိတယ် လည်းမြင်နေတာကခမားတို့တိရအတိုင်းပဲကြံကျင်ပဲကြံ့မယ်အကြံတကြံ့ရှိခြင်းရှိမယ်ဒီမှာတတိရှိဖို့လိုတယ်ကြောက်တတ်ရင်တော့ဘဝမကြည့်ဘူးဖိုးထောင်ကရင်ကော့သည်မခံကြီးမခံသာလေးတန်းဖြင့်ကြောက်တော့ကဝိမနေပါဘူးဗျဘုရားကြီးကလည်းခိုးတန်းဤစကားအဆုံးတွင်ဝင်၍ဆို၏နေရာကတော့တော်တော်လေးကျန်တယ်လို့ပြောတဲ့ဆိုရန်ကြားဘူးတယ် အဟဲလူကြိုက်ရင်နတ်ကျန်းတောင်မခံနိုင်ဘူးလို့ဆိုစီသားပဲဗျာတွေ့ကြသေးတာပေါ့လေဘွဲမောင်းကင်းမန်ဝင့်နေတော့သူတို့နှစ်ယောက်ကိုကြည့်ရင်မဝိုင်းပြုံးကျင်လာသည် မဝိုင်းဒီအလုတ်ကိုစားလို့တုံးကလည်းဒီလိုပင် လေတလုံးမို့တလုံးရောခဲ့ဘူးရင်တကယ်လက်တွေ့ဆင်းရသည့်ညကဒုတုံခဲ့ဘူးသည်အသေးဖိုခဲ့ဘူးသည်ကြောချမ်းခဲ့ဘူးလေ လက်၍ပြည့်စင်စိတ်တွေခွာပွားသို့သောဓာရီပြန်ပြောင်းပြောပြနေ၍လဲအကြောင်းထုံးမီမဟုတ်သူတို့တွေကိုမကြောက်ကြောက်ဆောက်တလို့သာရှိပေလည်းကြီးနဖိုးတွေတို့တွေဂျုံလာမှသူတို့ဤအပြောနဲ့အလုတ်ညီမညီသိရတော့မည်ပြန်လှည့်ပြေးကြတော့လဲဘာဤလဲဝိပူကြရမလို့ကိုတယောက်တည်းလဲလုံရဲ့သည်ဒါပေမဲ့ခုတော့ရှိသည် နေရာတည်ထားဖို့ကကိကဖြစ်၏။ကောင်းပြီလေကျွန်တော်တို့လက်တွဲပြီးလုပ်ကြည့်သေးတာပေါ့။အင်းတခုတော့ကျွန်တော်တောင်းဆိုချင်တယ်။မလုပ်မလုပ်ခင်အဲ့ဒီနေရာကိုကျွန်တော်တွားကြည့်ထားချင်တယ်။ကြားပါရဲကိုဝိုင်းဘယ်နေ့သွားမလဲ။မဝိုင်းကနေ့ငယ်စဉ်းစားသလိုပြုပြီးမှကျွန်တော်ဒီတရနေ့ရက်တွင်အကြောင်းပြင်မယ်။ခင်ဗျားတို့နေရဲ့နေရာသာပြောခဲ့ဟုဆိုလိုက်ငင် ဖို့ထောင်နဲ့ကိုပြောင်ကြီးတို့သည်နေထိုင်ပြည့်ရက်ကိုညွန်ကြပြောဆိုကာပြန်တော်ကြတော်သည်ပေထားသည့်ကရိယာတိုင်းပင် သုံးရကြသောအခါ၌မဝိုင်းသည်သူတို့နှစ်ယောက်နှင့်တွားတွေ့သည်ဖို့ထောင်နဲ့ကိုပြောင်ကြီးကလည်းလှုပ်လှုပ်ကြမိနေရာကိုလိုက်ပြ၏မဝိုင်းသူထင်ထားသည်ထက်ဘုံနေရာသည်လွန်စွာမှပင်တိတ်လျှောက်ရှားသည်ကောင်းနေသည်ကို တွေ့ရပေသည် သဘင်ကြီးငယ်များထူထပ်စွာဥဆိုင်နေသည်ဖြင့်နေ့ချိန်မှပင်အသည်အေးစရာကြောရှမ်းစရာဖြစ်နေသည်ဟု တွေးမိသည် သို့သောမောင်ဝိုင်းဟံဖို့ကြောက်စိတ်မရှိ အလုသဘောအရာဝိကြုံရှိထားသည်ဖြင့်အားငယ်ထိတ်လန့်စရာမရှိပေတကူပဲရှိသူတို့သုံးယောက်တည်းကတယောက်ယောက်သာစီဖောက်မှဆိုသည်ဒီလိုဖြစ်ရင်လွန်စွာမှပင်တပေးနှင့်နီးသည်အရက်ကနေကြမည်မဟုတ် လူတစ်ချက်ငါတစ်ချက်ဖြင့်အသက်ဘလို့ထုတ်သွားမိကိုဤလာရမည်မထင်ပေရဲစခန်းရောက်မိကနောက်ကိုသိမိကအရင်ထို့သောမောင်ဝိုင်းနားလည်ထား၏ထို့အတွက်ကြောင့်လဲမိမိအသက်ပဲလုံခြုံမှုကြိုတင်လည်လာထားရမည်ဟုတွေးသည်ဝင်လန်းထွက်လန်းတွေကိုလည်လာမှတ်သားသည်ရေကြုံလင်းချက်လန်းစုံကိုလန်းတွေကိုလေ့ကျက်ထားလိုက်သည်အလုံးချုံကိုလိလပြီးမ အရောလုံးကြမီရဲ့အချိန်ကိုတတ်မှတ်လိုက်ရင်မောင်လုံးတော့ညလာမထွက်ကျေမလဲတင်ညဖြစ်သည်ဘောင်းချင်းတပူလုံးကိုနှစ်ရောင်စင်းများလိန်ကျဲထားပြီးတကယ်တော့အမောင်သူကြီးကမူလွမ်းမိုးလေးရဲ့ချစ်လေဒလန်တစ်ဆောင်ကိုပင်ကောင်းစွာမမြင်မကြည့်နိုင်ကောင်ပင်မင်းနှင်တော်ကတော်ဝါကြီးတကောင်ကရှေ့မှာအပိတ်ွယ်ထားသည်ဟုထင်ရသည်ထို့ပြင် လေကလည်းတရားမှုမှုလူနာတူညီးနေသလိုတဟိဟိအတံပြုနေရမှမိတို့ဆယူပေါသွားသည်မသိအသက်ထွက်ခါနီးအတင်းရုံကန်လှုပ်ရှားမြည်တော်တံဖြင့်ခက်ချမ်းချမ်းခက်ရန်ရန်တိုက်ခတ်တော်ပြန်သည်တခါတည်းရန်၌စိတ်မရှိတော့သလိုဖြင့်အရာခတ်သိမ်းအားဆွဲကင်မှုရန်ပြစ်တော်မလို့ကြောင်းရင်ဆန်ခက်ဗယံပရာလှုပ်လို့လှုပ်တတ်တော်ပြန်သည် တခါတည်းရန်၌မူတကယ်လိမ္မာရေးကြဆီသွားဒီမှာလေကစားပြင်ဟုပင်ထင်ယူရလောက်အောင်ပင် ရုပ်ရှင်ညင်းတဲ့တွားရပြန်သည် ထိုလေစိမ့်တိုက်ခတ်မှုသည်တမင်ချောက်ချောင်းနေစေသလားမဆိုနိုင်ဒေတိုင်းတို့မြင်လာသည့်အခိုက်တွင် အနိဗ္ဗာန်ခြင်းရှိတပင်ကြီးအကန့်အခက်အရွယ်ရိုက်ခတ်တမ်းများမှာကြောက်မဲ့ဘွေရာကောင်းလာသည်တရေတပည့်တကောင်းလောင်းချမ်းနေသည်နှင့်များစွာတူနေတော့သည် ဒုက္ခ၌ညမြလုံးဟုဆိုတိုက်သောပောဆောင်ကျူးကလေးများသည်ဒိင်္ဂနေလက်ခနေဖြစ်လျက်လေရဲတွင်ဟိုဒီလွင်မျောသွားသည်ဟုအဖြက်ဖြက်မြင်တွေ့လိုက်ရသည်ဒုက္ခမှာပင်တိုက်တိုက်ဆန်ဆန်ဟုပင် ဆိုရမည်လားမသိဘာဖြတ်မှဆဲဆွေငငယ်ဟုလိုက်သော ခွေးတကောင်၏ဥဒန်သည်ညဤအပေါင်းသူကြီးကိုဖြတ်တန်းထွက်ပေါ်လာလေသည်အဒန်ကြီးမှလည်းစွန့်ငင်မဆုံးနိုင်လောက်အောင် စီလျာဆွန်းလာသည်မရှိမနောက်မှပင်ခိုခွေဤနောက်မှ ခွေလေခွေလင်းခွေဝဲသောများပါမကြံတန်သေးတညောင်းများဖြင့်လိုက်၍ဦးနေတော့သည်ထို့နောက်တကောင်နှင့်တကောင်ကြိုက်ကြခဲကြခေါင်ကြသဖြင့်တကိန်ကိန်တိုင်းအိုင်တော့တန်များမဆုံးနိုင်အောင်ရှိတော်လီသည်ရထဲရွာတွင်ပစေတရေမင်းစားများ ဝင်ရောက်ပုဂ္ဂကပွေးများဆူညံသွားစေရန်တမင်လုံးနေသလားခင်ရပြီ။ဒေါ်ယုံတယုံသက်တိကောင်းသူများပင် အသည်မဘူးရင်မခုံးမဲမနေနိုင်တော့အောင်ရှိသည်။ဘိုးစင်မှာပင်ခိမင်းထိပ်ပြားတဲ့အပေါ်မှနှိဆိုးတကောင်းသည်ဂီကနေအတန်ကျေလောင်စွာထိုးသွားလေ၏။ကောပရမဟုသောဟေဒလတန်ထွက်သွားသည်မှာခိုးထောင်ကြည့်၏။ထိုနေ့တူ ပြောင်ကြီးမှလည်းလှုပ်လှုပ်ရှားရှားထစ်သွားပုံရသည်ဒါစာပဲရှိသေးတဲ့ကိုကုထောင်မောင်ဝိုင်းကတတိပေးသလိုဆိုသည် စကားအဆုံးတွင်ဖို့ထောင်ကအမတ်တမဲ့ဖြစ်သွားလို့ပါဗျာအချစ်ပြေပြောလိုက်မှန်းသိတော့လေမောင်ဝိုင်းစကားဆက်မဆက်ရှင်တော့ပါချစ်စရာမိအလောက်ကြောင့်ကစားလိုက်သည်ကျွန်တော်ပြောထားတဲ့ပစ္စည်းတွေအလုံးစုံစုံလင်းလင်းပါတယ်နော်အလုံးပါပါတယ်ဟုတ် ရောင်ကြီးကဖြေသည်ကဲဂီလိုဆူကျွန်တော်တို့အလုပ်စကြရအောင်ရပြောဆူဆူပင်မောင်ဝိုင်းဒီအိတ်ထောင်ထဲမှအသေးစားလက်နဲ့ဓာမီကလေးကို ထောက်ယူလိုက်လေသည်ချွတ်ချွတ်မြည်တမ်းနဲ့အတူအစဲကျဲတံတွေကိုဘလုံးပရွေးကျလိုက်သည်ရုပ်ချီအတန်းကြောင့်ရောင်ကြီးနဲ့ဖိုးထောင်သည်တံကနေရက်သွား၏မောင်ဝိုင်းမင်းလင်းလန့်နေသောရှည်လန်းပင်တုတ်ဆိုင်သွား၏ တကြိမ်တကားမြအဖြစ်ထူးကဲ့သို့ရင်မာထိတ်ကနေစီသွားတော်သည်ကြောနိုင်လဲစိတ်တလိုလို ဖြစ်မိလီ ကိုစိတ်ကိုပင်နိုင်နိုင်ထိမ့်သည်လက်ထဲကလက်နိုင်တမိငယ်ဖြင့်အတန်ကြာရစီတို့ထိုးကြည့်သည် အလင်းမိမ့်မိန်တဲ့ရှိရှုံလွင်များနဲ့ငင်မြလောက်ခါနေကြသည်တီကိုတွေ့သည်ခုမှဆေးရသွားသည် ရောင်တကောင်းကောင်းတော်၎င်းတောကြောင်တကောင်းကောင်းတော်၎င်းဖြစ်လိုက်မည်ထင်သည် လူရိုက်မြင်၍လံပြင်းဟန်သူသည် မဝိုင်းကပြောင်ကြီးနှင့်ဘိုးတော်ကိုလက်ကြည့်ကကဲလာကြလေဘာမှမဟုတ်ဘူးတလိဇံတကောင်းတကောင်းနဲ့တူတယ်လူမြင်လို့လံပြီးတာနေမှာရှေမတော်ရဲ့အမစုံရဲ့ဖြစ်နေတော့ရောင်ကြီးကကောက်ပါမလားဗျာဒီနေရာကအဓိကရတယ်နော် မဝိုင်းစိတ်မစီစဉ်စရာဖြစ်လာ၏လေတမမဖြင့်အဓိကရတွေအဓိကရတွေလာပြောမနေနဲ့တော့လုံမယ်ဆိုလောက်ကိုလောက်ရမှဖြစ်မယ်ခမရတို့ပဲပြောခဲ့တယ်မဟုတ်လားကျုပ်တို့တွေးမနေပါဘူးဆိုတော့နဲ့မောနဲ့ပြောလိုက်တော့မဝိုင်းစကားကြောင့်အဇတ်တပြင်းပြင်းရှိနေသည့်ဟိုတောင်မမူစစ်မဟာရဲတော်ပဲရင်ကုတ်တော်တော်သည်တခွက်ခွက်နဲ့တိုင်းနဲ့ထူချေနေတဲ့သည် ညအမောင်သူကိုဖြတ်တန်းကခက်မှန်မှန်စီးမျောဝေဝဲသွားနေတော်ကြီးမြင်မဲ့သည်သစ်ပင်ကြီးငယ်များ ထူရစွာ အုပ်ဆိုင်နေသောကြောင့်လဲခေါခနဲ့ခေါခနဲ့မြေဟင်းတန်တိုင်းပင်ဒဲ့တင်တန်ကျင်းတဖန်ပြန်၍ပြန်၍လာလေသူတို့ကဲ့သို့ပင်တူကလိုက်တူ၍လုံနေပေသလားတို့မဟုတ်သူတို့လောက်ကိုင်းနေသည်ကိုအတန်ကျင်း တော့ပြန်ချောက်လန့်နေပြီသလားသို့မဟုတ် နာနာဘာဝများကမလိုလားကြသဖြင့်ဘုံတူအတန်မျိုးဖြင့်တမင် ဖန်ဆင်းပြနေပြီသလားကွေထိတ်ပွဲကောင်းလာသည် ထို့ပြင်ညကလည်းမောင်မဲတစ်စိတ်လွန့်သဖြင့်ပဲ့တင်တယ်မှာပြပီတတာချေဘုထောင်ကတန်တရင်ဖြင့်အားဆိုင်ကအင်္ဂဒေဆက်လွာများကိုဒုက္ခနဲ့ဒုက္ခနဲ့ ရိုက်ခွဲခွာစသည့်အတ္တမှလဲတောကိုတိမ့်သိမ့်ဒုက္ခနေစီသည်ခယောင်းနိုင်မီကိုကင်မြောက်ပြနေသည်ရောင်စီမမူထိုအတန်လိုက်များကြောင့်တောင်မြောက်လေးပါ မောင်သူတဲ့သူမကြမကြကဲ့ကြည့်နေမိရစောစောကတင်မြောက်ပတ်ခဲ့သည်အရည်နှင့်ကြည်ကျော်ကို အများဆုံးတောက်ထားခဲ့ဒီမှာမှန်တော်လေယခုဘယ်ရောက်သွားစီမသိ ချောချန်းကောင်းကြီးကလေးဖြစ်သည်။ရောင်ကြီးမိတိုင်းကိုငင်းငင်းကန်ထားစမှာကိုလက်ဒီလက်နဲ့ကြာရင်ဒီမှာကိုလက်ဘူထုံပြီးတော့မယ်။ဥဒ္ဒရကိုထုံနဲ့ရိုက်ခွက်နေတော့မဝိုင်းကစိတ်မရှင်းနိုင်လို့ပဲဟောကြည့်။ရောင်ကြီးကကွန်ဒရွေးကိုရခနဲ့ထုတ်ပြီးမှဂိုင်းပါတယ်ကိုဝိုင်းရဲ့ဖျောင်းစွတွေလက်ပေါ်ကျလို့ဘူလို့လှုပ်သွားတာပါ။မင်းသားကြီးတစ်ခုလုံး နေရနေလိပြောင်းစီယာမောင်ဝိုင်းငါမကြင်မနဲ့တဆုကြီးပြီးဘာမျှစမပြောင်းနေတော့ပေဥဒ္ဒရှက်အစပေါ်လာပြီမို့တဆက်ပြီးတဆက်စစ်ခွာနေသည်မကြမီမှာပင်လူတော်ဝန်နိုင်သည့်အပေါက်ဖြစ်သွားသည်ထို့နောက်ဘုအတွင်းသို့မိထွန်းသားပြီးဖျောင်းတိုင်ထဲ့သည်မိမငယ်အားလုံးရှင်နေကောင်းနေပြီမို့မောင်ဝိုင်းဘုအတွင်းသို့ဆင်းရဲပြင်းလေး ဘုရားတိုင်းတိုင်းလင်းညိပြီးတော့ကျွန်တော်ဝဲကိုဆင်းတော်မယ်ခမရတို့နှစ်ယောက်ကျွန်တော်နောက်ကလိုက်ဆင်းတယ်ဟုမှသည်ဒီတော့ဖိုးထောင်ကမောင်ဝိုင်းနောက်ကလိုက်ဆင်းမည်ဟုဆိုသည်ယောင်ကြီးကလည်းသူရင်ဆင်းမည်ဟုကတ်သည်သူရင်လာရင်ဟုညင်းပွားနေကြသည်သဘောတွင်တယောက်တည်းကျင်းမည်ရေပေါ်တွေး၍ကြောက်လန့်နေဟန်သည်ဒီလိုဆိုရင်ခမရတို့နှစ်ယောက် ရင်စနစ်ကိုရှုတော်လဲမြောက်စလုံးမလှုံနောက်ဆုံးတွင်မောင်ဝိုင်းသည်စိတ်တို့သွားသည်ဘာမှမပြောတယ်ပဲလူထဲသို့ပုံစင်းသွားတော်သည်ခယောင်းတိုင်းများထွန်းညိလိုက်တော့အခါ၌ကိုကြီးမှာလင်းထိန်သွားတော်သည် အပြင်ကကြည်ရသည်တဲ့အတွင်မှာပိုး၍ကျဲလွင့်နေသည် အိတ်ခမ်းတခမ်းစာနီးနီးချစ်သည် ထို့ပြင်နေရာနှံ့တွင်ပစ္စည်းပစ္စယများချစ်နေသည် ကိုရောင်တနေရာ၌စပွဲကလတိုင်းများပင်ရှိလိုက်သည်စပွဲဘောတွင်ဆက်ကူချက်တို့ဖြင့်စောက်ထားသောတာယုံပုံကြံကိုတွေ့ရသည်ထိုဘေးတွင်မူခံကွက်များဖန်ဆိုင်များကြွေတဲ့ပစ္စည်းများ ဝေထဲများနေဘူးများနှင့်ရှားပစ္စည်းများ မဝိုင်းသည် ကိုယ်စွဲပေါ်၌တွေ့ရသော မိမ့်မပတ်နိုင်တလုံးကိုယူကြည့်သည် နာယိမဆွေဖြစ်သည်နာယီကျိုးကလည်းဆွေစေအဲသေးသို့ထဲလိုက်ပြီးနောက်မြင့်မှန်ကိုယူကြည့်သည်ဆလင်းမြင့်မှန်ဖြစ်သည်ဂိုင်းကခြွေစစ်ဖြင့်ပြုလုပ်ထားသည်ကိုဥရှိရ၏အာဒီတန်ကနာယီကြီးပါလဲပုံစံကအောက်လိုက်တာချိန်ကြီးနဲ့ဘလို့ပုံစံကြီးလဲမကြည့်ဘူးဟုတ်တယ်ကွာဒီပုံစံကြီးကိုဒင်းဘဇာတို့တော့ကြမှာမဟုတ်ဘူးကိုတောင်ရ ဘိုးထောင်နဲ့အပြောင်းကြီးတို့အပြန်လှန်ပြောနေတဲ့အကြောင်းမောင်ဝိုင်းလှမ်းကြည့်သည်။နာယီမာယထာတစိတ်တန်ကနာယီကြီးဖြစ်သည်။ပုကံမာဒီလိုနာယီမျိုးကိုရခဲ့သည်။ရှေဟောင်းပြစုနန်းမောင်ဝိုင်းနားလည်လိုက်သည်။တန်ဖိုးမီရွေညီညာဇာနိုင်မီကိုလည်းစိတ်နိုင်မှရင်မောင်ဝိုင်းပြုံးနေရည်။ကိုအပြင်ကိုတစိတ်တပြားကစင်များကိုတွေ့ရသည်ဖြင့်ဒီညအဖို့ ပင်မရာကျိုးနဲ့လေပြီဟုမဝိုင်းရင်တဲ့၌ကျင်းလို့နဲ့တဲ့နေမိတော်သည်ကဲဟိုဟိုထောင်နဲ့ဖူပြောင်းကြီးတို့ဆိုင်သိမ့်မရှိတော့ဘူးဒီပစ္စည်းတွေအလုံးကို စာလာအိတ်ထဲထည့်ပြီးတော့ပွဲမှာဆာမှာလဲတတိထောက်ပြီးရင်ကျွန်တော်တို့အခေါင်းကြီးခွင့်ကြရအောင်မဝိုင်းကတော်တော်စိုးစိုးပြင်းစာလာအိတ်အတွင်းသို့ပစ္စည်းများကိုမှတ်မှတ်ရရထည့်သည် ခိုးထောင်နဲ့ပြောင်းကြီးတို့ကလည်းထဲ့တော့ကြသည်ဒီလျင်ဇာလာဤထက်ကိုရှောင်းတုံးချီနောင်ပြီးဂူဤနယံတွင်မလဲမကွဲအောင်ထောင်ထားလိုက်သည်ထို့နောက်ဘူကြီးအလဲတဲတဲ့ရင်းစီသောခေါင်းကြီးစီတို့တိုးကပ်လာကြသည်ခေါင်းကြီးမှာမဲနဲ့ပြောင်းလျှော့နေသည် အလွန်လဲကြီးမားလှပိကီမောင်းဝိုင်းကစွန့်နှင့်ဒူဂိုကရင် အခောင်းဖွင့်ရင်ရင်းနေချင်းတွင် ကိုဝဲခေါင်းကြီးကိုဘလို့လုံးမှလဲဟုဖိုးထောင်ကစိုးရွံသောလေတန်းဖြင့်မေးသည်မဝိုင်းကအခေါင်းအဖုံးကိုခွင်းရမှာပေါ်ခက်ဆက်ဆက်ဖြစ်သည်ထိုစကားကြောင့်ပြောင်ကြီးကြောစိတ်နေလေပြီခေါင်းထဲမှာဗာပစ္စည်းတွေချေအောင်မှလဲဘဝိုင်းရလေတန်းတုံတုံရင်းရင်းဖြင့်ပြောနေသောပြောင်ကြီးကိုတစ်ချက်လှဲ့ကြည့်လိုက်ပြီးမှခမည်းနားမလဲပါဘူးခုနကရတဲ့ပစ္စည်းတွေဟာ အပြင်းလောက်ပဲရှိသေးတာအတွင်မကျန်တဲ့ဤစီတွေရှိသေးတယ်ဗျာဟုမမတင်းတင်းပြောချလိုက်ထို့နောက်ခေါင်းနဲ့အခေါင်းပုံးချတွင်စို့ထောက်၍ထောင်းကနေထောင်းကနေလိုက်တွင်နေသည် ဝေးလိုင်းတန်းသည်ပဲ့တင်ထက်နေညအချိန်မို့ပဲ့တင်တန်းမှာပူ၍ပူ၍ညံနေသည်နာနာဘာဝတကောင်ဤငဲတန်းပေါအော်ဟစ်ဆူညံနေတဲ့ကဲ့သို့ရှိလေသည် ရောင်ကြီးမှာ ရောင်းတိုင်းမိကိုကင်ထား၏လက်များတဆက်ဆက်သုံနေသည်ရှေဖြားလက်ဖြားများပင်အေးစစ်စစ်ဖြစ်လာသည်ခေါင်းကြီးဝင်သွားလျင်ဘာတွေစဖြစ်လာမည်မသိခေါင်းထဲကအလောင်းကောင်းကြီးသည်စက်ခန်းလေးများထထိုင်လေသည်လားမပြောတဲ့အတွေ့များကြောင့်ဇောရွှေများပင်တရီကြလာနေဘိုးတော်မမူတန်တရင်ကင်ထားရင်မှာပင်ခြေမတို့ရဲ့နမ်းစုပ်ရဲသလို တောင်းတောင်းကြီးရနေသည် မြင့်တော်မခက်ပဲခေါင်းကြီးကိုမျက်လုံးပြူမျက်စံပြူစိုက်ကြည့်နေမိ။အေးဟိုဖို့ထောင်တိုင်းဘာငိုင်းနေတာလဲလှုပ်လေဗျာခမရလက်ထက်ကတန်တရင်ကိုကြားတဲ့ထိုးလီအဖုံးကိုကလောဖက်အောင်မှာပေါ့မောင်ဝိုင်းကပေါ်မှတရိယတလို့ခြိသွားသည်ဟာနေသောအခေါင်းကြီးဖုံးချတော့တန်တရင်ထိုးတဲ့ဤကိုဝန်းကြီးအလောင်းကောင်းကြီးက ဟုတ်တော့ကြီးများထထိုင်နေဦးမလားခမတော်တော်တွေ့ရပေါင်းကြောင်းတာပဲဒေရာမကြာလို့ရိုးတောင်ကြနေပြီဥစ္စာဘလို့လို့ထထိုင်နိုင်မလဲမောမောနဲ့ဟောက်ဖဲလိုက်ပြီးရောင်ကြီးကထက်ကွန်သည်ကျွန်တော်အကြဘူးရဲ့ဆရာတပည့်တွေတင်ញိုင်းသွားပြီးအလောင်းဖော်တဲ့ပြီးတော့ခဏခါလူခိုင်းနေနှီးငယ်ချပြီးဟွာခိုင်းပြန်တဲ့နောက်ဆုံးတော့အဲ့ဒီအမျိုးသမီးက အခောင်းကြီးနဲ့လိုက်ပေါက်လို့ဆရာတပည့်တွေအသက်လူပြေးပြေးလိုက်ကြတာတဲ့ဟာခမရကလည်းကြံကြီးစီရတွေခြောက်ပြောနေပြန်ပါပြီအဲ့ဒါကအစိမ့်တဲ့နှုတ်သမီးကို အစီမံလောက်တာဗျခொနည်းရဲ့မလဲခင်လောက်တယ်လို့တော့ကျွန်တော်လဲကြားဘူးတာပေါ့ဗျာဒါကလည်းရုတ်တရုတ်တာမရှိလာပါဘူးအစီမံဆိုတာအခုခေတ်မှာရှိမှမရှိတော့တဲ့ဥစ္စာပဲကျွန်တော်တော့ လုံးဝအယုံကြည်မရှိဘူးအခုဒီမျိုးသမီးကသေးတာမှနဲ့မနေတော့တာဟေးဝင်လာပြီဝင်လာပြီဘို့ပို့တောင်းတန်တရွင်းနဲ့နန္နာကလန့်ပြီးတော့တန်တရွင်းဖြင့်ကလန့်လိုက်တိုင်းခေါင်းရည်စီမှတကြီးကြီးတကြကြများမိဟီလာတော့သည် လူသေးကောင်းကြီးစီမှသွားချင်းကြိတ်တန်ပေလာဟု ခင်ရပြီသည်ညာဤဒိတ်ဆိတ်မှုကြောင့် အဒမဘို၍ကျဲလောင်မိဟိနေသလိုဖြစ်သည်ဘိုးထောင်နှင့်ရောင်ကြီးမမူသက်တည်းအင်းရင်တဖူဖူရှိနေကြ၏ဆွေဆွေ၍ဘာတွင်ဖြစ်လာလဲမင်းနီခဏအကြာတွင် အခေါင်းကြီးအပုံများပွင့်သွားလေပြီမောင်ဝိုင်းကပွင့်လာသောအခေါင်းဖုံးကိုတစ်ဖက်မှ မကင်ထားရင်းဘို့ဖို့တောင်းဘို့ဘက်ကမှအဖုံးကိုအောက်ဆရအောင်ဟုအကူညီတောင်းသည် အခေါင်းဖုံးပွင့်ချရအောင်ဟု ဆိုကမှကိုထောင်မှမတည့်ရဲမကန်ရဲသလိုရှိနေပြန်သည်အခေါင်းထဲ၌ဘွားကနေတွေးလိုက်ရမည်အဖြစ်ကိုတွေး၍စိုးရိမ်နေပုံရသည်ဟာဘာဖြစ်နေတာလဲဗျာအချိန်မရှိတော့ဘူးညံ့ညံ့ထက်ထက်လုံးမှန်ပေါ့ကျွန်တော်တယောက်တည်းမနိုင်လို့ခမ ्या ကိုကူခိုင်းတာခမ ्या လှုပ်ပုံကမဟုတ်သေးပါဘူးစိတ်မရှိသလိုကြီးပြောပြောလိုက်သည်ရောင်ကြီးကလည်း ကိုဝိုင်းပြောတာဟုတ်သားပဲဖိုးထောင်မလီကွာဖိုးထောင်ကပြောင်ကြီးကိုမြတ်တော့ညီကြီးဖြင့်လန့်ကြီးကဟိုက်ကမင်းကနေရာတကမှာဆရာကြီးပဲမင်းကကိုဘာလို့လို့လဲဟင်ဘယောင်းတိုင်းတိုင်းသားလောက်နေမြဒေါ်သာနှစ်ပြောရင် အခေါင်းဘုံကို ဝိုင်းမပေးလိုက်သည်နှစ်ယောက်သားအပုံးကို အခေါင်းကြီးနဲ့လွတ်တည်နေရာတွင်ခြားထားပြီးနောက်အခေါင်းနာသို့ကပ်လာသည် အလုံးပင်မိအောင်ဖြင့်ခေါင်းထဲသို့ငုံကြည့်သည် အလောင်းကြီးမှာခေါင်းထဲ၌စန့်စံကြီးပုံစံတိုင်းရှိမြဲရှိနေသည်အဘောကဇာဘဝမှာစေစုံကောင်းဆုံးအုပ်ထားစေပြီမဝိုင်းကဇာဘဝကိုလူလိုက်သည် ရောင်ကြီးနှင့်ဘုရောင်တို့မှာမကြည်ရဲ့မရင်မမြင်ရဲ့သဖြင့်မျိုးလုံးစုံမိထားကြမိအခုတော့တော်စုကြီးဆိုတာမရှိတော့ဘူး ယောက်ျားမိန်းမဆိုတော့လဲမရှိတော့ဘူးအယိုးပရိသာပဲကြံတော့တယ်ဟိတွတ်တွတ်ပြောရင်မောင်ဝိုင်းတောက်ချနေသည်ခုမှခိုးထောင်နဲ့ပြောင်းကြီးတို့နှစ်ယောက်မျက်စိဖွင့်ရဲ့ဤမောင်ဝိုင်းပြောသလိုအယိုးစုသာမြင်ရသည်မောင်ဝိုင်းကအယိုးခေါင်းအောက်သို့လက်လိုက်သည်ရွှေပြီးနှင့်စိန်စရိုးပါရွှေဝင်းနဲ့စိန်စရိုးပါလာသည် နောက်တပန်း၌ကြီးဟာ ်ရွှေဆိုင်ပြီးရပြန်သည် မောင်ဝိုင်းညနာပေါ်တွင်မိုးရပြီတကဲ့သို့ယုံရှင်နေသည်အားလုံးကိုဘောင်းမြေတဲ့သို့ဝလုံးကြုံကြုံသိမ့်သည်ထို့နောက်ဆွေသွားသုံးလေးချောင်းကိုလည်းဖြုတ်ယူသည်အခောင့်ထဲတွင်အဘယ်နေနေမွေနောက်ချာယူပြီးနောက်နိုင်ရီကိုကြည့်သည် သုံးနိုင်ရီဘွေရန်ဆယ်မိနစ်သာလိုတော့သည်ပြန်ထုတ်ဖို့သင်ပြီးဟု နားလည်လိုက်သည်ကျွန်တော်တို့ အပြင်ပြန်ထွက်ဖို့ရှိန်တော်ပြီပြို့သူတို့သုံးယောက်အပြင်သို့ရောက်သောအခါအလင်းရောင်ပြပြသည်စီဂျိုလေးရဲ့ရှိနေပေပြီဇလန်လေးကတော့အေးတွင်ပြီးဆုံးပါပြီအလိုမေကျမ်းမှာဆင်းသာကြပါစေ